Thank you. ာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဒီနေ့ပင်ဆောင်တဲ့ဆရာရပွားတော်ကြောင့်လေးပြည်သက်ကိုလည်းမိတ်ဆက်ပြပါဗျာဟုတ်အဲဒီနေ့ပင်ဆောင်တဲ့ကျောင်းစင်းညတော်6ပြည့်ရှိတဲ့ကျောင်းစင်းပွားလိုက်ရတော့ဒါကျွန်တော်အရင်တော့ကလည်းဒီ6ပြည့်လောက်7ပြည့်လောက်ဥမာဘလောက်ပင်မြင်းမြဲကြောက်တုံးမြောင်များစွာကိုကျောင်းစင်းစီတော်မှာဖရာအထုလို့ပူဇော်မှုတွေကောင်းမြတ်နာကောင်းမြတ်နာပြဝဲရတော်လည်းကောင်းပုဒ်ကဒီနေ့ပြဝဲရလည်းကောင်းပုံလီနာလည်းကောင်းဝယ်ခြင်းတွေကျွန်တော်ရှောက်ရှားတဲ့ခါမှာ နှစ်ပေါင်း၁၀ရှိတာကြားသွားတယ်ဒီလိုအရွယ်စားရဖို့ကခက်ပါတယ်ဒီလိုကြောက်၆ပေ၁၀ပေအရွယ်စားရပြန်ကြောင်လဲတောက်သိန်းဖျားထုတဲ့ခါမှာဆက်တောက်တဲ့ခါမှာအပြစ်နာစားလေးဝင်လာခဲ့ရင်လဲတောက်သိန်းတစ်လုံးကလို့လို့များတဲ့တွေပြည့်လိုက်ရပါတယ်အဲ့တော့အပြစ်နာစားလဲကင်းအောင်လူတွေရဲ့ဘုရားဘာသာဘာသာဝင်များရဲ့ချင်းချူဝရလည်းဖြစ်အောင်အခုလိုပဲ၆ပေအမြင့်ညာတော့၆သိန်းလုံးကြီးကိုမရရအောင်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်က ကျောင်းမြေနာပြဝဲကနေပြီးတော့ဝယ်ယူပြီးအခုလိုပဲဒါထုစစ်ကဆိုရင်တော့လက်ခဒီမောင်900လောက်ပေးပြီးမှအခုလိုပဲခဏိ3လလောက်ပေါ်ဟိုမဲကြော်ကြပြီးမှထုစစ်ပြီးမှအခုခဏိအချိန်ခါမှာပဲဒီဖျားကြီးကိုထုစစ်တဲ့အလို့ညောင်းနေပြီးတော့ဝိရဏကကြောက်စင်းစီပြီးတော့မြတ်ကြီးကိုတောင်ရှိတဲ့ပုဂ္ဂိုလ်များကိုတင်ပြပြီးတော့အခုလိုပြင်ဆောင်ပြီးတော့ပူဇော်ရရင်ဖြစ်ပါတယ်အဲ့တော့ဒီဖျားကြီးကကျွန်တော်က ကျောင်းသင်းဖျားထူတာတော့အများဆုံးပါပဲအဲ့တော့မြန်တော်မြင်းကတော့ဒီကျောင်းလက်ရှိမှာတော့6ပေအမြင့်ဆိုတော့မြန်မာနိုင်ငံမှာတော့ဒီဖျားကြီးကညံထိုင်တော်မူနေတဲ့ညံတော်တော့အမြင့်ဆုံးဖျားကြီးဖြစ်ပါတယ်မန္တလေးငလေးလို့တခါမှလည်းကျောင်းသင်းဖျားကြီးကအဲလက်ရှိချိန်မှာတော့ကျွန်တော်တို့ရွေးတာစောင်းတာပဲတာပေါ်တာမရှိသလိုငလင်းတန်းကိုအဓိကပြောကြရင်တော့ရေယူအဖြစ်ငလင်းတန်းကိုလွတ်တယ်လို့ပြောလို့ရပါတယ်သူပြည်ပဲလဲစောင်းတန်းလေးတွေ ငလင်းနံခန်းနဲ့အနေအချင်းလေးတော့ရှိပါတယ်ဇီတော်ကြီးကတော့ဘာမှဖြစ်သွားတာမရှိပါဘူးဒါကလည်းကျွန်တော်တို့ရခင်တေခင်သားပညာရှင်များရဲ့တွေ့ချက်မှုပညာရှင်မောင်မောင်များစွာရဲ့တွေ့ချက်မှုရငလင်းနံလည်းခန်းနဲ့အောင်နောက်တစ်ခါငလင်းကျော်လည်းဖြတ်တဲ့ပညာရှင်များရဲ့တွေ့ချက်မှုတွေနဲ့ဒီဆောက်ထားတဲ့တွေ့ငလင်းနံလုပ်ခဲ့ရဖြစ်ပါတယ်ဟုတ်ကဲ့တော့အဓိကတော့အဓိကတော့ကျွန်တော်ပေါ့အဲဘုရားမတည်တဲကလေးဥဆုနံနေပြီးမှာ လူရင်လူအပ်တယ်လို့လူရနေတယ်လို့လူအပ်တဲ့အရာအလုံးဖြည့်ဆည်းပြီးတော့ဆောင်ရွက်လူရလည်းရှိပါတယ်။ကလင်းဘေးဖြစ်တဲ့ကာမှာလည်းပြုပြင်မှုတွေလည်းဆက်တဲ့လူရလည်းရှိပါတယ်။နောင်လာမယ့်အနာဂတ်တွေလည်းကျွန်တော်စီဝါရေးအခြေအနေမှူတည်သလကောင်၊ကျမကြီးဘမူတည်သလကောင်ကျွန်တော်လည်းဆက်တဲ့လူရသားအုံးမှာဖြစ်ပါတယ်။လူမသားလည်းဘာဘာမှာတောင်းဆင်းစီတော်ညတိဟာအဆူရရှိရပဲ။နောက်ပြီးတော့ဘုရားဘာသာညီမလူမျိုးတမ်းပြီးတော့လောင်းတမ်းပြီးအနာဂတ်တော့ကောင်းဘုံတရေကြော်ကြပြီးတော့ မြန်မာတိုင်းပြည်ရဲ့အမွေနဲ့တရားသာတာခုနဲ့ဘာသာတရားတွေတကယ်ကြောက်ခင်ပြားကြီးကိုအတို့ရှိသွားဒီဒီကြနိုင်အတွက်ကျွန်တော်အနေနဲ့ဆောင်ရွက်နေဦးမှာဖြစ်ပါတယ်အခုလိုပဲကျွန်တော်ကတော့တော်တော်ကြီးချင်မှမထားပါဘူးဒီကြောက်ခင်ပြားကြီးကတော့ဆရာဘူးအနေနဲ့မန္တလေးမှာလာတော့ကောင်းပြီးတော့တူများအနေနဲ့မန္တလေးမှာလာတော့ကောင်းကြောက်ခင်ပြားကြီးကိုမဖြစ်မနေလာရောက်ကြတယ်လေဖျားတကယ်ဖျားတကယ်ရောက်နေတော့ဘောကဖုံးပြောက်လို့လည်းအောင်ဝမ်းသာပီတိဖြစ်တဲ့ရှိပါတယ် ောင်းလဲကျွန်တော်တို့ကဒီကြောင်သိန်းဖျားကြီးဟာကောင်းတစ်ချိန်မှာမြန်မာနိုင်ငံတရားသနာနဲ့ပေါ်ကျဲွားတယ်ပေါ်ကျဲွားတယ်ဆိုပြီးတော့ကမ္ဘာအလယ်မှာတင်နေပြီးတော့နာမည်ကြီးနေပဲလေတရားသနာဒီဒီအချိန်ဒီလိုဆယ်ရနဲ့2.0ပြန်ကုန်သွားပါပါအဲ့ဒါမျိုးမြန်မာနိုင်ငံရဲ့တရားသနာပေါ်ကျဲွားတဲ့နိုင်ငံဒီတရားသနာဖြစ်ကြောင်သိန်းဖျားကြီးကိုကောင်းတစ်ချိန်မှာမတ်မတ်တရားကြီးကြီးရပါဖြစ်ပါတယ်ဒါကြောင့်မို့ကြောင်သိန်းဖျားကြီးကရေရှည်တည်နိုင်ရေးအတွက် နောင်လာနောင်သားများပြောလိုက်တာနောင်လာနောင်လာပဲပုံကိုယ်လေးလည်းထင်းသိမ်းပြီးတော့စောင့်ရှောက်နေပါတယ်ကျွန်တော်ကတော့လူရဲလူရဲလူရဲပြီးပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်တို့ကအခုလိုပဲကျွန်တော်ကကြော်စင်းသီရီတို့ရှင်ပေါင်း30လောက်ကြော်စင်းစုရတဲ့ဝေကြီးစုရကျိုးသက်ပန်းသားဒီဆောက်ပေးမလဲဒါဒါနာအားဖြစ်ပါတယ်ဒါနာအားကြီးကျွန်တော်တို့နေနေပြည့်လို့မအောင်အာရဘုရားဘာသာဒီတော်သင်များအနေနဲ့သီလာအားသီလာပြီးတော့တခါသမာဓိသမာဓိရောဝိပဿနာဒါတွေလည်းဆက်လက်ပြီးတော့ကြည်ကြအားထုတ်တင်ပါကြောင်းကျွန်တော်အနေနဲ့ ကြံပြီးတင်ပြပြပြီအဲဒီကမိုင်းလို့ပြောင်းအားမရှိတော့ဘူးညာအားလို့ဆရာတိုင်းမှာပြိသိပ်ပါအထိုင်းချစ်ပါမှန်တော့ပဲညာအစ်ကားလို့ဆရာတိုင်းမှာအထိုင်းယူပါအထိုင်းရောက်ချစ်ပါဒီအဲ့ဒါပါပဲရှားတော့ဒီလိုအချက်ပါဘလော့ဘလော့ဒါနာပဲလူလူဘလော့ဒါနာသူကြည့် ဒီကတော့ဒီကပါဒီကတော့မှသမထသမထတော့ဘာဝင်လဲဝိသရဘာဝင်လဲဒါတော့အနေနဲ့ပေါ်ပြဖို့ဘောကပေါ်ပြတော့မိပါ့မယ်ဒါလေးတော့အနေနဲ့တော့အကြံပြုရသည်ဘယ်မှာလို့ရှင်းပါလားအာဇေအာဇေ